ူတိုင်းစပိန်စီးတက်တယ်ငငယ်ကလေးကလူတိုင်းစပိန်စီးတက်တယ်ဒါပေမဲ့စပိန်အိုလံပစ်ပြိုင်ပွဲဝင်ဖို့ဘယ်သူမှအလောက်ကြီးမရဘူးလူတိုင်းငငယ်ကလေးကစကားပြောတတ်တယ်ဒါပေမဲ့လူများ သူကြားရှိမှာ ပြောနိုင်တဲ့အရေးချင်းအကုန်လုံးစမှာမရှိဘူးဘာဖြစ်လို့လဲတာလွယ်နေတဲ့ဟာတွေပဲနေ့တိုင်းလုပ်နေလို့ဖြစ်တယ်ပေါ့နော်လွယ်လွယ်လေးတွေပဲအဲ့ဒီဟာတွေပဲရွေးပြီးလုပ်နေလို့ဖြစ်တယ်အဲ့တော့ကွာမတ်စတာလေဗယ်တစ်ခုရောက်ဖို့ဆိုရင် ခက်ခဲတဲ့ဟာတွေ challenging ဖြစ်တဲ့ဟာတွေကိုနေ့တိုင်းလုပ်ရမှာဖြစ်တယ်။တီးနေပြီးသား guitar ကွက်ကိုပဲ key ကွက်ကိုပဲတဲ့တီးနေတယ်။ဟုတ်လားစီရိုဒီရိုအဲတချင်းဟိုမြန်မာတချင်းလေးတွေတီးရယ်။ဒါပေမဲ့ကိုကလုံးဝ guitarist okay လုံးဝ professional level ရောက်ချင်အဲ့ဒါနဲ့လည်းတီးလို့မရအောင်။ပြောချင်တာကိုက comfort zone ကနေရုံထွက်ရမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ teacher ကလည်းဆရာမမဖြစ်ဖြစ်မဖြစ်ခင်တော့ကတော့ ကိုဒီလောက်ဆိုရပြီဆိုပြီးထင်ထားခဲ့တယ်ဒါပေမဲ့ကိုရဲ့ professional လမ်းကြောင်းကိုရှောက်လာတဲ့အချိန်မှာ textbook လေးကြိုက်ပြီးတော့တင်တယ်လို့မြင်အောင် okay ဟို google ပဲအားကိုးနေလို့မြင်အောင်မီးပြတ်တဲ့အချိန် emergency ဖြစ်လာတဲ့အချိန်ကိုအုံနောက်ထဲမှာရှိတဲ့ဟာတင်ရမှာဖြစ်တယ်အဲ့တော့ textbook ကြီးတကားကားနဲ့ကြိုက်ပြီးတော့တင်တင်တာကဒါဆရာမကောင်းမဟုတ်ဘူးလို့ထင်တယ် ဒီ textbook မရှိရင်ကိုယ်မတင်တတ်တော့ဒီ textbook ကအတိုင်းပဲတင်တတ်တယ်ဒါမကောင်းဘူးပေါ့နော်အဲ့တော့ကိုယ့်စီမှာဘေးအကြောင်းအရာပြောလိုက်ဒီအကြောင်းအရာကိုတခါတည်းတင်သွားနိုင်တယ်အဲ့တော့ဒါမှဆရာမကောင်းလို့ကိုယ့်ဟာကိုယ်ယူဆရပေါ့နော်အဲ့တော့ this is a bit controversial အဆောငါတို့ textbook တင်နေတဲ့သူတွေနည်းကဘာပြောချင်တာအဲ့လိုပြောတာမဟုတ်ဘူးအဲ့ဒီ level မှာပဲနေချင်တယ်ဆိုရင်တော့အဲ့ဒီတိုင်းဆက်သွားရတယ်ဒါပါတော့ GED ဖြည့်ပြီးသွားတဲ့ အမတ်မြင့်တဲ့ကြောင်သားကြီးဒီပြန်တင်တယ်ရတယ်ဒါပေမဲ့အဲ့ဒါထက်ပိုတဲ့ဟာတင်ခိုင်းလို့ရှင်မရအောင်ဘာဖြစ်လို့လဲကိုတင်ထားတာဒါပဲဖြစ်လို့အဲ့လိုပေါ့နော်ဒီ grammar စာအုပ်ပြီးသွားတယ်ဒီ grammar စာအုပ်ပြန်တင်တတ်တယ် this is not something like very extraordinary right so အလောက်ကြီးလဲ master level ဖြစ်နေတဲ့ဟာမဟုတ်ဘူးအဲ့တော့ကိုကပို့ပြီးကောင်းရှင်တယ်ဆိုသူများမလုပ်တဲ့ဟာလဲလုပ်ရမှာဖြစ်တယ်ပေါ့နော် Okay, vocabulary လေးလာနီးတွေဘယ်လိုလေးလာမလဲ။အများကြီးကွာလေးလာမှာဖြစ်တယ်။ Yep. အဲ့တော့ဘယ်နည်းပြမှာပဲဖြစ်ဖြစ်အမြင့်ဆုံးအကောင်းဆုံးလို့ချင်နေဆိုရင်တော့သူများမလုပ်တဲ့ဟာသူများတွေအကုန်လုံးလက်လျှော့လိုက်တဲ့ဟာတွေကိုကိုကမလုပ်ချင်တဲ့လုံးဝမဖြစ်ပါတယ်။အဲ့ဒီအခါကျမှကိုက now 9:30နှစ်လောက်မှာကိုကအဲ့ဒီ result ကိုရမှာဖြစ်ပါတယ်။ So ဒါကတော့ podcast ပုံစံဖြစ်ပါတယ်။နည်းနည်းလေးတော့ရှည်သွားပါတယ်။ But All right. So I hope you get something today. And I will see you in my.